အစတသားစဉ်ကိုတမငါငါလောက်ခံခမရတတနေကလောမန်နေတိုင်းဒေတာကြီးပြီးတကုံမျိုးနဲ့ဆက်လင်ရွက်ကျွန်တော်အိမ်မှာနေနေစဉ်ညဟာရာရာမှုနဲ့ဆိုင်ကောင်းပြီးတော့ဒီတစ်ခွဲအဲစင်းလာကောက်တာကျွန်တော်တို့ရဲ့မက်ပုံနေနေအိမ်အောင်ဇာတ်ကိုတိမ့်သွားနောက်တည့်ရက်မှာ ကွက်ယုံလာယူလဲဆိုပြီးခေါ်တယ်။အဲ့ရနေပြီးတော့ကျွန်တော်သွားယူတဲ့အခါမှာစာရွက်စာစာရွက်ချပေးပြီးတော့ဒီနေရာမှာလက်မှတ်ထိုးဆိုပြီးတော့ပဲကျွန်တော်တို့ပြောတာစာစာရွက်ကိုလည်းဖတ်ခွင့်မပေးဘူး။အဲ့နေပြီးတော့စေးစစ်သွားမှာ3ရက်ဆိုပြီးတော့အမတ်930အင်ဂျင်နီယာတရင်ကိုပို့လိုက်တယ်။အဲ့မှာ22ရက်နေရတယ်။ကျွန်တော်တို့အဲ့တုတ်ခွင့်လည်းမပေးဘူးပြင်ထောက်ခွင့်လည်းမပေးဘူး။ ီခမ်းမတွေမှာပဲထားထားတင်းတန်းကျောင်းရဲစောင့်မြို့ပါတီတက်မှာတင်းတန်းကလာ7ဘက်7ဘက်ကိုပထမတစ်ဘက်ကခမ်းမတွေမှာဘာမှမတင်မနဲ့ထားတယ်၄ဘက်ကိုဆေးပြတင်တယ်ကျန်တဲ့၅ဘက်လောက်ကိုလက်နဲ့ငယ်ဖြုတ်တက်လေးနဲ့ဒီဆေးအတွေ့ကြုံစကားနဲ့ပဲတင်သွားစာနဲ့ပဲတင်သွားအဲ့ပြီးတော့ဒီကျွန်တော်တာဝန်ကျတဲ့ခမရကလော်တတနစ်ကိုပို့လိုက်တယ် စစ်တပ်အာဏာသိမ်းတော့လည်းမကြိုက်လို့ပြီးတော့ဒီပြည်လူတွေကိုဒုက္ခရအောင် လုပ်နေတယ်အဲ့တော့ကျွန်တော်လင်းဝင်တာပါကျွန်တော်တို့စအတွေ့ရနေနေထွေးရနေညီလေးမင်းကိုနဲ့တူဒါပူပေါင်းတာကောင်းတယ်ပြီးရင်မင်းတို့ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲအခုတို့ပြောပြအကုန်လုပ်ပေးမယ် ိတ်ချလက်ချနဲ့နေညီလိုကိုလိုပဲဆက်ဆံတာပြီးရင်မင်းတို့သွားရတဲ့နေရာကိုတီးကြပြောကိုတို့ကအာမခံပြီးလိုက်ပို့ပေးမှာစစ်တပ်ကနေလိုထွက်လာတော့ကျွန်တော်တို့ဟိုဒီလိုကြိုးစိုးမဲ့လို့ကျွန်တော်တို့ထင်မထားပါဘူးထင်မထားတာကဒီမှာကြိုးမှုကကောင်းပါတယ်ကျွန်တော်စိတ်လဲချမ်းသာပါတယ်ကြည်လဲကျေနပ်ပါတယ် ကျွန်တော်ခံစားခဲ့တဲ့အတိုင်းဆိုတော့စစ်တပ်ဆခေါ်လာခဲ့ရလိန်ခေါ်လာတာကျွန်တော်တို့ပြီးရင်တထဲမှလည်းမနေရပါဘူးတခါလေရှေ့တန်းကိုတန်းပို့တာပါတေတေရင်းတဲ့ကိုတန်းခေါ်လိုက်တယ်လို့ပါပဲအဲ့လိုခေါ်ခံရတယ်ဆိုရင်ကျွန်တော်တို့ဒီတင်းတထဲကိုလာရောက်ပူးပေါင်းပါလို့ပြောချင်ပါတယ် တော့ခုကျင်းမျိုးသားတက်ထဲပါနေနေတာဘာမှစိတ်မပူပါနဲ့လို့တော့ဒီမှာအေးကြံ့ကြံ့ပဲလွဲလက်လက်ပဲနေရပါတယ်အာတနေ့ချိန်ချိန်ဆင်းအားချင်းကြာရှုံးပြီးသွားရင် မိသားစုနဲ့ဆုံးလင် တွေ့ကြပါတယ်မတွေ့ခင်ကာလမှာအဖေနဲ့အမေကျန်းမမနေပါတော်လေကျန်းမမနေပါတယ်မိမနဲ့သာသမီကိုလည်းအများဆုံးတွေ့ကြနေပါမိမနဲ့သာသမီလည်းကျန်းမမနေပါ